ကွန်မန်တာရီယိုစပိုင်တိုင်းမှာဒီတစ်ခါအသိချင်းမှန်ရမြေပြန်ကွန်ပျူတာနဲ့သွားရတယ်အရန်ရိုးပြီးတောင်းပေါ်လဲတက်ရတာလည်းအရန်ရိုးသွားပြီကွာအဲ့တော့နောက်ထပ် highway land မှာကော်ဖီဆိုင်အမိုင်ဆိုင်ရဲ့ဆိုင်နဲ့အသိပေးဆက်ပေးမယ်ဒါအသိပဲလဲဆိုတာကိုတစ်ဆက်လေးလည်းကြည့်ပေးကြပါအောင်ကဲဒါကတော့ rock and river လို့ခေါ်ပါတယ်ဒါကတော့ဘယ်နားမှာရှိလဲဆိုတော့ဒါကသူကချင်းမှိုင်နဲ့ချင်းရိုင်ရဲ့ခြားထဲကလန်ကူလတ်တနေရာမှာဖွင့်ထားတဲ့ coffee shop တစ်ခုပဲဖြစ်ပါတယ်ကဲသူကဘယ်လိုလဲဆိုတော့ချိုးရလာလေးပြီးရနေပြီးတော့ဖြတ်သွားတယ် အဲစံကြောင်လေးပေးမှာပေါ့နော်ဖွင့်ထားတဲ့ coffee shop တစ်ခုပါအဲ့တော့သူကကန်းဆိုင်ကြတယ်အရှိပဲကွာသိလားစံကြောင်တစ်လျှောက်မှာဖွင့်ထားရပြဆိုမလို့အရန်လည်းမိုက်တယ်အဲ့တော့ထပ်ပြီးတော့ဘာရှိတယ်လဲဆိုတော့တဲ့လူဆက်ပြီးတော့ဒီလေးလေးတော့ပြီးတော့ကြည့်လိုက်ရအောင် okay let's go အဲ့ဒါတော့ဒီဘက်မှာမိသားစုလိုက်အေးအေးဆေးဆေးလေးလာပြီးတော့နာမည်ဆိုရင်လည်းဒီနေရာလေးတွေကအဆင်ပြေပါတယ်နော်စံကြောင်လေးပေးမှာဆိုတော့အိုးလုံးဝအိုးအေးအေးဆေးဆေးပဲကွာရေအောင်နေလို့ကောင်းတယ်ချင်းမိုက်ပကအတိတ်နဲ့ချင်းမိုက်ပကကြီးတာအကြောင်းရင်းတစ်ခုလည်းပါတယ်ကွာအဲ့ဒါဘာလဲဆိုတော့ အာကော်ဖီဆိုင်နေရမ်းပေါ်တယ်ကွာအဲ့ဒါကော်ဖီရမ်းတော့တာဆိုကော်ဖီဆိုင်နေအရမ်းပေါ်တယ်အဲ့လိုမျိုးကိုအရမ်းစိတ်ပင်ပန်းလာပြီဆိုရင်အဲ့လိုမျိုးကော်ဖီဆိုင်သွားရဲအရတောက်အရမ်းချိုက်တာဆိုတော့ချင်းမိုက်မှာကွာအဲ့လိုမျိုးကော်ဖီဆိုင်နေကသူ့ပုံစံနဲ့သူ့ကိုလေတမျိုးပြီးတမျိုးကိုမိုက်နေတာကွာသိလားအဲ့တစ်ချက်ကအသိန်းချင်းမိုက်မှာအကြိုက်ဆုံးချက်ပါပဲ တကယ်လဲမိုက်ပါတယ်စိုင်တိုင်းကလည်းသူ့ taste နဲ့သူ့သူ့အရသာနဲ့သူ့သူ့ရဲ့ decoration သူ့ style နဲ့သူသွားတာဆိုတော့လေတကယ်ကိုအကုန်မိုက်တယ်ဟိုတောင်နန်းပေါ်ကအဲ coffee site တွေပဲဖြစ်ဖြစ်မြေပြန် coffee site တွေပဲဖြစ်ဖြစ်ဒီလိုမျိုး highway land ပေါ် coffee site ပဲဖြစ်ဖြစ်အရန်ကိုမိုက်ပါတယ်ကဲဒီနေရာလေအဲ့လို raw and river ဆိုတဲ့အတိုင်းပဲကြောက်တုံးနေနဲ့အဲစားကြောင်းနေနဲ့ coffee ဆိုင်နေပဲရှိပါတယ်အဲ့တော့အာဒီဆိုင်က coffee လေးကိုအသိအမြင်ကြည့်ပါမယ်ဒါအသိအမြင်မှာထားတာကတော့ cappuccino ကိုအသိအမြင်မှာထားပါတယ် သူရတာအရင်ရင်ပြင်းတဲ့ထဲမှာတော့မပါဘူးကွာအဟမ်လက်ခံလို့ရပါတယ်တအားနေကောင်းတဲ့ထဲလည်းမပါသလိုမကောင်းတဲ့ထဲလည်းမပါဘူးမမဆောင်ပါပဲကဲဓာတ်ပုံရဲ့ရှင်ကကိုကိုမမရဲ့ drug ကကြတော့ဒီဆန်းချောင်းလေးပေးရဒီခုံလေးမှာထိုင်ပြီးတော့ရိုက်မယ်ဆိုရင်လည်းအရန်ကိုမိုက်တဲ့ပုံလေးထွက်လာမှာပါနော်ကဲဒီနေရာလေးမှာရောက်တဲ့ဆိုရင်လည်းဓာတ်ပုံလေးရိုက်ခဲ့ကြပါနော် နောက်ပြီးဒီလိုမျိုးချင်းမိုင်ဘက်မှာရှိရကွာဒီလိုမျိုး coffee can နေရာရှာတော့ဒီလိုမျိုးအဲမြစ်ပေးလေးတွေချောင်းပေးလေးမှာဖွင့်တဲ့ဟာလေးကျဒီလိုမတန်လေးတခြားလေးထိုးပြီးတော့အဲ့လိုမျိုးလေးတခြားလေးလုပ်ပြထားတာပေါ့နော်အဲ့ဒါလည်းအရန်အောင်မိုက်ပါတယ်ဒါဆိုလည်းအသိန်းဒီမှာအဲဒီချောင်းလေးရဲ့ဘေးမှာဒီမှာတန်လေးရှိရကွာအဲ့တန်လေးမှာထိုင်ပြီးတော့အသိန်းဒီမှာ isolate chair နေပါတယ်အရောက်မိုက်ပါတယ်အဲ့ဒီ structure မို့လို့တကယ်လို့ကိုကမျိုးပြနဲ့အဝေးကိုထွက်ပြီးတော့ AC လေးချင်းစင်တယ်ဆိုရင်လည်းဒီ sign လေးကလာလာမဲ့ sign sign နဲ့မှာပါဝင်ပါတယ်နော် နောက်ပြီးဒီဘက်ကိုလာရတာတခုကောင်းတာချတော့ကွာတောင်တန်းနေရချားတွေကချောင်းလေးထဲမှာဖွင့်ထားရတဲ့အတွက်ကြောင့်မို့လို့လေယာလည်းလုံအောင်လက်ဆက်နေတယ်အရန်လည်းလူမလျှောက်ဘူးအဲ့တော့အရန်ကိုမှနေလို့လည်းအရန်ကောင်းတယ်ကွာအဲ့တော့ကိုကတကယ်လို့အချိန်ရရတယ်ချင်းရိုင်းဘက်ကိုလည်းသွားပြီးတော့လဲမယ်ဆိုရင်လန်ကူလက်တနေရမှာဒီ rate and uh, rock sorry rock and reverse ဆိုတဲ့ sign လေးရှိပါတယ်နော် ကဲဒါဆိုရင်အတန်းရဲ့ blog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ချစ်ပကြသူကြောင့်ချစ်စီတိုင်းကိုကျေးဇူးများပဲတင်ပါရစေ။ကဲနောက် blog ကြီးကြမှာပဲအသိတို့ပြန်တွေ့ကြပါမယ်နော်။အားလုံးပဲကြကြ